မင်္ဂလာပါ Illustration by Mi Channel ကနေကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်တို့၄ချိန်ခန်းနေပြန်လောက်ကြပါမယ်ခင်ဗျာ။ပထမ၄ချိန်ခန်းတင်းနဲ့နင်းနဲ့ရဲ့အဆက်ဖြစ်တဲ့၄ချိန်ခန်းနံပါတ်3ဖြစ်ပါတယ်။ Battery ပေါ့ဗျာ။အခုနောက်လာမယ့်၄ချိန်ခန်းတွေကတဖြည်းဖြည်းနဲ့ level မြင့်လာပြီဆိုတော့5မိနစ်နဲ့တော့အချိန်မလောက်ဘူးပေါ့ဗျာ။ဒါပေမဲ့5မိနစ်လောက်အချိန်ပေးလိုက်မယ်ဆိုရင် ဘယ်လေ့ကျင့်ခန်းတွေကိုဘယ်လိုအစဉ်လိုက်လေ့ကျင့်ရမလဲဆိုတာသိသွားမှာဖြစ်ပါတယ်။အခုပထမဆုံးလေ့ကျင့်ခန်းကတော့ box တွေကိုအငယ်အမျိုးမျိုးနဲ့မြင်ရတဲ့ပုံစံမျိုးဆွဲပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့ box လေးကလဲသွားတဲ့ပုံစံမျိုးလေးဆွဲရမှာပါ။နောက်တစ်ဆင့်ဒုတိယလေ့ကျင့်ခန်းကပထမ box တွေမြင်နေရတဲ့အငယ်အမျိုးမျိုးကိုမှတခြားအရာဝတ္ထုတွေကိုလည်း မြင်ငွေမတူတဲ့ပုံစံမျိုးမျိုးကိုမြင်အောင်ဆွဲပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်ကျွန်တော်ပြောတာနည်းနည်းရှုပ်သွားတယ်တင်နေအခု၄ rounds ဘောက်ကိုပဲကြည့်လိုက်ပါပထမဆုံး box ကအရှိတဲတဲ့ကနေမြင်ရတဲ့ပုံစံပေါ့ဗျာအဲ့ဒါဟိုမှာဘေးဘက်ကိုလဲသွားတဲ့ပုံစံမျိုးဆွဲရတာပါအဲ့ဒီအတိုင်းပဲဆလင်ဒါပုံစံမှာဆိုရင်လဲဘေးဘက်ကိုလိမ့်သွားတဲ့အခါမြင်ရတဲ့ပုံစံမျိုးမျိုးကို ဆွဲပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်။ဒီအခြေခံတွေကိုလေ့ကျင့်တော့မှနောက်ပိုင်း perspective တွေကိုသိနိုင်မြင်နိုင်လာမှာပါ။ဥပမာဗျာကျွန်တော်တို့ကပုံတပုံဆွဲတဲ့အခါမှာအဲ့ပုံထဲမှာပါတဲ့ကာရတာကိုပဲဖြစ်ဖြစ် အရာဝတ္ထုတွေကိုဆွဲတာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ perspective ကိုအဆင်ပြေပြေဆွဲနိုင်မှုဒါတွေကိုလေ့ကျင့်ရတာဖြစ်ပါတယ်။အကူကတော့အလောက်ကြီးမဟုတ်ပေမဲ့လည်း တဖြည်းဖြည်းနားလည်သွားဖို့အတွက်ဒါအဆင်နေပေါ့ဗျာလေးချင်းကနံပါတ်3ကအရာဝတ္ထုတွေကိုကိုင်းနေတဲ့ပုံစံဆွဲရမှာပါဒီမှာတော့အခြေခံအားဖြင့်ကူးပါတုံးနေစလင်နာတွေကိုပဲလေးချင်းနဲ့ဆိုပေမဲ့လေကိုကဆွဲနိုင်သွားတဲ့အခါကျရင် online က reference တွေကိုရှားပြီးတော့လေးချင်နိုင်ပါတယ် ူ့ရဲ့ကိုင်းနေတဲ့ပုံစံကဘလိုပုံစံမျိုးလေးလဲဆိုတာကိုကျွန်တော်မြင်အောင်လို့အနီရောင်လေးနဲ့ကုပါတော့နှစ်ခုကိုအဲ့လိုဆောင်းဆောင်းလေးဆက်နေတဲ့ပုံစံမျိုးလေးဆွဲထားပါတယ်ကြည့်လိုက်ပါဦးကျွန်တော်လည်းခမားတို့နဲ့အတူတူဆွဲပြီးတော့လေ့ကျင့်နေတာဆိုတော့တချို့ပုံစံလေးကြီးကျန်းနေတာပုံစံတိတ်မမှန်တာလေးရှိခဲ့ရင်လည်းဒီကံပြီးတော့ကြည့်ပေးကြပါဦးများ လေးချိန်ခန်းနံပါတ်၄ဟာအရာဝတ္ထုနှစ်ခုကိုပေါင်းပြီးတော့ဆွဲတာပါအခုဆွဲတဲ့အတိုင်းပဲ၄တန်း၃လေးရဲ့အဝိုင်းလေးရဲ့ကိုပေါင်းပြီးတော့ဒီလိုပုံစံလေးတွေဖြစ်အောင်ဆွဲရမှာဖြစ်ပါတယ်အောက်ကစလင်ဒါနဲ့အတန်းလေးကိုပေါင်းပြီးတော့ဆွဲတဲ့နေရာမှာဒါရိုက်ရှင်ကညီနေရပါမယ်ကျွန်တော်အနီရောင်လေးနဲ့ပြထားပါတယ်မြားလေးတွေနဲ့ကြည့်လိုက်ပါ ဓာုံလေးခြင်းချင်းအဖြစ်ပုံဆွဲတဲ့နေရာမှာအရာဝိတ္ထုနှစ်ခုကိုတဘာဝကြကြဘလို့ဆက်ပြီးတော့ဆွဲရတယ်ဆိုတဲ့အမြင်မျိုးကိုအလေးချင်းရမှာဖြစ်ပါတယ်နောက်ဆုံးလေးခြင်းငန်းကဟချင်းလောက်တာပါသူကဘလို့မျိုးလဲဆိုတော့ gradient လို့ပုံစံမျိုးပေါ့အစာပိုင်းမှာကျဲကျဲလေးရနေပြီးတော့စိတ်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 သွားပြီးတော့မှနောက်ဆုံးအယောင်ကထူသွားတာပေါ့ဗျာ အဲ့လိုမျိုးနေကျင်ရတာဖြစ်ပါတယ်။ share တွေအထူပါမညီတဲ့ပုံစံမျိုးပေါ့ဗျာ။အဲ့လိုမျိုးပါ။ဒါကတော့နောက်ပိုင်း brand new လုပ်ဖို့အတွက်လေ့ကျင့်ကောင်းနေဖြစ်ပါလိမ့်မယ်။နောက်ထပ်အနေနဲ့ online ကနေ pattern ဆိုတာကိုရှာပြီးတော့လေ့ကျင့်လို့လည်းရပါတယ်။လိုက်ပြီးတော့ဆွဲရတာခက်နေတာအစိမ်းမပြေတာမျိုးရှိခဲ့ရင်လည်းဖြည်းဖြည်းမှန်မှန်လေးဆွဲသွားပါဗျာ။ တဖြည်းဖြည်းနဲ့အဆင်ပြေသွားပါလိမ့်မယ်။ဟုတ်ကဲ့ဒီနေ့အတွက်လေးချင်ခံဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ထပ်ပုံဆွဲပြတဲ့ဗီဒီယိုတွေလေးချင်ခံဗီဒီယိုတွေနဲ့အတူပြန်တွေ့ကြပါဦးမယ်။အားလုံးပဲ Bye bye.